အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့တက်အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့2026ကမ္ဘာဖလားပြိုင်ပွဲကြီးပေါ့လေဒါကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ခြေစပွဲကတော့ဒါကျွန်တော်တို့ဒီဒီစင်ပြီးပြီဆိုတော့ international we ရဲ့ match လာကပြီးသွားပြီကျွန်တော်တို့နောက်ထပ် international break ကဂျွန်လမှာပြန်ဆမယ်တောင်အမေရိကတိုက်ကကမ္ဘာဖလားခြေစပွဲတွေကမယ်ဥရောပက nation league ပွဲစဉ်တွေကို ဆက်ကံမယ်သူတို့က semi final ပွဲရှိမယ်တစ်ချိန်တည်းမှာပဲတခြား European ခြေစပွဲတွေရဲ့ World Cup qualify ပွဲတွေလည်းရှိတယ်ဆိုတော့ဒီဘက်မှာ Africa ဆုံးရဲ့ကမ္ဘာဖလားခြေစပွဲရှိတယ်အာရှဆုံးရဲ့ကမ္ဘာဖလားခြေစပွဲရှိတယ်နောက်တောင်အမေရိကဆုံးရဲ့ကမ္ဘာဖလားခြေစပွဲရှိပြီးတော့ဥရောပဆုံးရဲ့ကမ္ဘာဖလားခြေစပွဲရှိတယ်ဆိုတော့အခုလောလောဆယ်ကမ္ဘာဖလားပြိုင်ပွဲကြီးကိုခြေစပွဲ အောင်လာတဲ့အသင်းတွေကျွန်တော်စပြီးတော့ထွက်ပေါ်လာပြီပေါ့လေဆိုတော့အာရှတိုက်ကဂျပန်နဲ့အီရန်ထွက်တယ်ဂျပန်ကပြီးခဲ့တဲ့20ရက်နေ့မတ်လတွေကချစ်ပွဲအောင်လာခဲ့ပြီးအီရန်ကဥစဘက်ကစ္စတန်ကိုရှုံးနေပြီးတော့မှတည်ကြလို့သူတို့လည်းချစ်ပွဲအောင်သွားတယ်အိရှင်ကကနေဒါရဲ့မက္ကဆီကိုရဲ့အမေရိကန်ရဲ့၃နိုင်ငံပူးတဲ့အိရှင်ဖြစ်တဲ့အတွက် ိုက်မှာ၅သိန်းချေစပွဲအောင်ပြီးတော့နောက်မနေ့ကပဲချေစပွဲအောင်သွားတဲ့အထင်ကသမုတ်တရားပိုင်းဆောင်ကနယူးဇီလန်ပေါ့လေနယူးဇီလန်ကသမုတ်တရားပိုင်းမှာကယ်လန်ဒယ်မူရီယာဆိုတဲ့အသင်းကိုအော့ကလန်မှာ၃ဂိုးပြတ်နဲ့ဖိုင်နယ်မှာနိုင်တယ်နိုင်လိုက်တဲ့အတွက်ကြောင့်နယူးဇီလန်ကဆီမီဖိုင်နယ်တော့ကလည်းဖီဂျီကို9ဂိုးပြတ်နဲ့နိုင်ပြီးတော့ဖိုင်နယ်မှာနိုင်တဲ့အတွက် ်နယူးဇီလန်ကသမုဒ္ဒရာပိုင်းစုံကနေခြေစပွဲအောင်နေဆို2010ခုနှစ်တုန်းကကမ္ဘာချန်ပီယံဖြစ်တဲ့တုန်းက2006ကမ္ဘာချန်ပီယံဖြစ်တဲ့အီတလီကိုအုပ်စုမှဖြုတ်ချခဲ့မှုတဲ့နယူးဇီလန်ဟာလက်ရှိမှာ16နှစ်အကြာမှာခြေစပွဲအောင်နေခရစ်စမုလိုဦးဆောင်တဲ့အသင်းဖြစ်တဲ့ဒီတစ်ချိန်မှာကျွန်တော်တို့အခုလောလောဆယ်နေထားရကမ္ဘာဖလားခြေစပွဲပြိုက်ပွဲမှာအာရှဆုံးယောပါဆုံးတွေတော်တော်များများကန်ကြတယ်ဆိုတော့အခုလောလောဆယ်တောင်အမေရိကတိုက်က ောင်အမေရိကဆိုမှာအာဂျင်တီးနားကဘရာဇီးကိုအိမ်ပွဲမှာ၄ခုတခုနဲ့နိုင်တယ်ဒါပေမဲ့အာဂျင်တီးနားဟာဒီပွဲမတိုင်ခင်တည်းကဘိုလီးဗီးယားနဲ့အိုရူဂွေးတို့ကိုမရှိသေးကြတဲ့ရလဲကြောင့်ဘိုလီးဗီးယားကရမှတ်၁၄မှတ်ပဲရှိပြီးအာဂျင်တီးနားကအလိုလျောက်ချေစပွဲအောင်ထားတယ်သူတို့က၂၈မှတ်ရှိတယ်လက်ချပွဲက၄ပွဲကြပေမဲ့အာဂျင်တီးနားကချစ်ပွဲကအောက်ပြီးသားဒါပေမဲ့ဘရာဇီးနဲ့ပွဲကိုသူတို့အကောင်းဆုံးဖုံတယ် တို့ကဘာကြောင့် World Champion ဖြစ်တယ်။ဘာကြောင့် Finalism Champion ဖြစ်တယ်။ဘာကြောင့် Copa Back to Back Champion ဖြစ်တယ်ဆိုတဲ့ကြောင့်ပြက်ပြက်တာတာပြတာသွားတယ်။စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနောက်တစ်ခုက Pressing First Ball, Second Ball အသင်းလိုက်စုစည်းမှုအားလုံး complete performance နဲ့ Alonso Fernandez, Alassane Maclanza, Thiago Amanda, Julian Alvarez အပါအဝင် Cuti Romero နဲ့အားလုံးဒီညမှာ Argentina က Buenos Aires က Boca Junior ကွဲမှာသူတို့ကန်တာ ဆယ်ဘွဲကန်တယ်အဲ့ဆယ်ဘွဲမှာအာဂျင်တီးနားအသင်းကဝနဆာရိုမှာဆယ်ဘွဲကန်တဲ့အချိန်မှာအာဂျင်တီးနားအသင်းကပွဲတိုင်းနိုင်တယ်ဒါပေမဲ့အမီမာတီနက်ဖျာလည်းတော့နာကစ်တော့မှာမအောင်လဲဆိုတော့အဲ့ပွဲမှာကန်မြပွဲထဲမှာအာဂျင်တီးနားကပွဲတိုင်းနိုင်ပေမဲ့ကလင်းချီပြတ်သွားတယ်ဘိုလီးဗီးယားကို၃ခုပြတ်နေနိုင်တယ်၊ဥရုဂွေးကို၃ခုပြတ်နေနိုင်တယ်၊ဖေရူးကို၃ခုရှိနေနိုင်တယ်၊ပနားမားကို၃ခုပြတ်နေနိုင်တယ်၊အက်ကွေဒိုကို၃ခုရှိနေနိုင်တယ်၊ပါရာဂွေးကို၃ခုရှိနေနိုင်တယ်၊ချီလီကို၃ခုပြတ်နေနိုင်တယ်၊ဘိုလီးဗီးယားကို၆ခုပြတ်နိုင်ပြီးတော့အခု ဘရာဇီးလ်ကို4-1ကုတီရိုမဲရိုရဲ့အမားကြောင့်အမီမာတီနက်စ်ကကလင်းရှိပြတ်သွားတယ်ဒါပေမဲ့အာဂျင်တီးနားကကမ္ဘာဖလားပြိုက်ပွဲကိုသူတို့အိမ်ကွင်း ကစားတဲ့ပွဲတိုင်းနိုင်လို့အိမ်ခွေးမှာတော့သူတို့ဥရုဂွေကိုတပွဲရှုံးတယ်ဒါပေမဲ့အဲ့ခွေးမှာကစားဖို့တခြားခွေးမှာဆိုတော့အာဂျီရီးနားကအခုလက်ရှိမှာကမ္ဘာ့ဗလားပြက်ပွဲကို16ချိန်မြောက်ခြေစပွဲအောင်သွားတယ်ရမှတ်32မှတ်ရပြီးတော့သူတို့အခုလက်ရှိမှာခြေစပွဲကလည်းအောင်တယ်ကမ္ဘာ့ချန်ပီယံတွေကချန်ပီယံကာဝယ်ဖို့တော်တော်လေးကိုဘိုးပိုဇီရှင်ကိုပြန်ရောက်လာတယ်ဒီနေရာမှာ14ပွဲကစား10ပွဲနိုင်တပွဲတည်3ပွဲရှုံး26ဂိုးသွင်း8ဂိုးပေးရတယ်14ပွဲမှာ8ဂိုးပေးရတယ်ဆိုတာကတော်တော်ကိုကောင်းတဲ့ကလင်းရှိရလေရတယ်အဲ့ ွေရောက23ပန်း၊ဥရုဂွေးက21ပရာဇီးက21ပါရာဂွေးက21ကိုလံဘီယာကဥဆောင်ကို2ခုရပြီးမှပါရာဂွေးကိုတေးကြတော့သူတို့ကရမှတ်20ဒါပေမဲ့တိုက်ရိုက်ချေစပွဲကတောင်အမေရိကဆိုက6နေရာရမယ်အတွက် ဒီသစ်တွေကအခြေအနေကောင်းပြီးတော့ဗင်နီဇွဲလာက15မှတ်ရထားတယ်ဆိုတော့ချီလီကတော့အောင်ဖို့ခတ်သွားတယ်ဒါပေမဲ့ပြောဖို့တော့ခတ်တယ်လေးပွဲကြံတော့ပလေးအော့အဆင့်တော့တော့ဖြစ်နိုင်ပေမဲ့ဒိုင်းရဲ့ချေပွဲကတော့ကျွန်တော်ထင်တော့အာဂျင်တီးနားအက်ကွေဒေါ်ဥရုဂွေးဘရာဇီးပါရာဂွေးကိုလံဘီယာ6တင်းလောက်ပဲအောင်ဖို့များတယ်အခုလက်ရှိပေါ့လေဆိုတော့တောင်အမေရိကဆုံးပါအခုလောလောဆယ်အနေထားရလီယိုမက်ဆီက69လူးဝစ်ဒီယက်က69နဲ့သူတို့ကအများဆုံးတွင်ထားတယ်အခုလောလောဆယ်အနေထားရဒါဝင်နူညက်စ်တို့အာနာဗလန်စီယာတို့ဝါဖင်ညာတို့က9ခုစီတွင် ထားတယ်ဆိုတော့တောင်အမေရိကဆုံရဲ့ကမ္ဘာပလာချေစွဲပြီးသွားတဲ့ချိန်မှာနောက်တစ်ဖက်ကကျွန်တော်တခြားဆုံတွေမှာခုနသမုဒ္ဒရာပိုင်းကလည်းချေစွဲအောင်သွားတဲ့နယူးဇီလန်နဲ့အတူအာရှဆုံမှာတော့ချေစွဲအောင်တဲ့အသင်းကအီရန်နဲ့ဂျပန်ဂျပန်ကဟိုတနေ့ကချေစွဲအောင်သွားတယ်သူတို့ကကမ္ဘာပလာပြိုင်ပွဲကို၈ချိန်ချေစွဲအောင်တယ်ပထမဆုံးအောင်တဲ့ချိန်က1998မှာအောင်ပြီးတော့ပြီးခဲ့တဲ့2022မှာအောင်တယ်ဂျပန်အောင်ပြီးတော့ဥစ်ပက်ကစ္စတန်ကို9-0သေးကြတယ်အီရန်လည်းအောင်တယ် 1998မှာကမ္ဘာပလာစအောင်ပြီးတော့2000မှာအောင်တယ်သူတို့က9ကြိမ်မြောက်အောင်တယ်ဒါအခုလောလောဆယ်မှာအရှင်မက္ကဆီကိုအမေရိကန်ကနေဒါတို့သုံးသင်းတဲ့အတူဂျပန်ရဲ့နယူးဇီလန်ရဲ့အီရန်ရဲ့အာဂျင်တီးနားရဲ့ချစ်စပွဲအောင်တဲ့အသင်း9သင်းရှိတယ် ဆိုတော့အင်ရှင်3သိန်းနဲ့ခြေစွဲတိုင်းအောင်ထားတာ4သိန်းတိုးတက်9သိန်းချန်ပြီးတော့အခုလောလောဆယ်ဒီစား48သိန်းမှ40သိန်းချန်သေးတယ်ဆိုတော့မနေ့ကတော့ကကျွန်တော်တို့ဥရောပဆုံးနေကန်တယ်အဲ့မကန်ခင်မှာအီရန်ကသူ့အစုမှာရမှတ်20ရတယ်ဥစဘက်ကလည်းအောက်ဖို့များနေပြီကိုရီးယားကဂျော်ဒန်ကိုတေးချတော့သူတို့အောက်ဖို့အတွက်စောင့်ရအောင်ပဲ လက်ကျန်ကအခုလောလောဆယ်နှစ်ပွဲကျန်သေးတယ်ဂျော်ဒန်နဲ့ဂျပန်ကအောင်ပြီးဩစတြေးလျကအချိန်နှစ်ပွဲဆက်ချောင်းအချိန်ကောင်းပေမဲ့အင်ဒိုနီးရှားကဘာရင်းကိုနိုင်တယ်သူတို့အဝေးကွင်းမှာဂျပန်နဲ့အိမ်ကွင်းမှာတရုတ်နဲ့ခံရအောင်ပဲသူတို့တပွဲနိုင်ရင်အင်ဒိုနီးရှားကလည်း playoff အဆင့်ကိုအာဆီယံဆုံးကနေရောက်လာနိုင်တယ်ဒီနေရာမှာအာဖရိကဆုံးကတော့နည်းနည်းလေးတော့ danger နိုင်ဂျီးရီးယားအတွက်ဘာလို့ဆိုအာဖရိကဆုံးကပထမအဆင့်ပြီးရင်ဒုတိယအဆင့်ဒါပေမဲ့ပထမအဆင့်မှာအုပ်စုပထမဒုတိယရအသင်းက သူကဘယ်လိုဆိုပထမဆင့်မှာ group ထဲမှာအုပ်စုပထမရတဲ့တသိန်းပဲဓာတ်ရိုက်ချေဆွဲအောင်ပြီးတော့အုပ်စုဒုတိယရတဲ့အသင်းတွေကစီမီပိုင်တဲ့ပုံစံကစားတဲ့အချိန်မှာအုပ်စုအိမ်မှာအီဂျစ်က6ပွဲမှာ9ပွဲနိုင်တပွဲတည်းရမတ်16မှတ်ချစ်စွဲအောင်မှုတော်တော်ကိုနှိစက်နေပြီဒါပေမဲ့သူတို့ကအခု6ပွဲပဲကံသေးတယ်10ပွဲကံရမယ်10ပွဲကံမှဖြစ်တဲ့ကြောင့်4ပွဲကြာသေးတော့ chance ရှိတယ်အဲ့ဒီမှာဘူကီနာဖာဆိုက17မှတ်ရထားတယ် အုပ်စုဘီမှာဒီယာကွန်ဂိုက13မှတ်စနီဂိုက12မှတ်ဆူဒန်က12မှတ်ဆိုရဲအတွက်ကြောင့်အခုလောလောဆယ်အနေထားရာဒီ3တင်းအပြိုင်ဖြစ်နေတယ်အော်စုစီမှာဆောက်တာဖရိကက73မရတယ်သူတို့ကတိုက်ရိုက်ချေစပွဲအောင်မှုများပြီးရဝန္ဒါက10မှတ်ပဲရပြီးတော့ဘီနင်က10မှတ်နိုင်ဂျီးရီးယားက9မှတ်နောက်ဆုံးပွဲမှာနိုင်ဂျီးရီးယားကဇင်ဘာဝေကိုအော်စီမန်ရဲ့ဂိုးနဲ့နိုင်ပြီးတော့မှတေးကြတော့နိုင်ဂျီးရီးယားကအခုလောလောဆယ်မှာ9မှတ်ပဲရတယ်လက်ချက်၄ပွဲမှာသူတို့ကတိုက်ရိုက်ချေစပွဲအောင်မှုခတ်သွားပြီ အဲဆို South Africa က runway ဖြစ်သွားပြီ Nigeria နဲ့ South Africa ကြားမှာကိုမှ6မှတ်ပြတ်တယ်ဆို Nigeria အတွက်လက်ချက်ပွဲအကုန်လုံးနိုင်ပြီးတော့ playoff ကိုပဲမျောရမယ်နောက် Osu D မှာ Cape Verde က7မှတ် Cameroon က7မှတ်ဒီနှစ်သိန်းတွေကတသိန်းသိန်းတိုက်ရအောင်လို့များပြီးတော့ မော်ရိုကိုကအောင်မှုတော့များနေပြီ၅ပွဲကစား15ပွဲရထားတယ်လက်ရှိမှာမော်ရိုကိုကချစ်စပွဲကအောင်တလောက်ဖြစ်ပြီနည်းနည်းလေးဆောက်တယ်သူတို့နောက်ထပ်ပွဲတစ်ပွဲပြီးလာတယ်မော်ရိုကိုချစ်စပွဲအောင်မယ်ပြီးရင် IB ကိုက16မှတ်ဂါဘွန်က15မှတ်ဖြစ်တဲ့အကြောင်း IB ကိုနဲ့ဂါဘွန်ကလည်းတကယ်ထိုက်ဖြစ်တယ်ဘသူတိုက်ရအောင်လဲမသိဘူး Algeria ကလည်း15မှတ်ရတယ်ပြီးတော့မှ Mozambique 12မှတ် Tunisia က16မှတ် နမ်ဘီယာဆက်နံပါတ်ဆိုတော့နိုင်ဂျီးရီးယားအတွက်တကယ်ကိုကမ္ဘာဖလားချစ်ဝဲအောင်ဖို့ဒါတကယ်ကိုကြည့်ရမယ်ဂါနာနဲ့သောမတ်ပါတီရဲ့အသင်းနဲ့15မှတ်ရထားတယ်ဆိုတော့အခုလောလောဆယ်အနေထားရနိုင်ရဲ့ချစ်ဝဲအောင်ဖို့ဂါနာရဲ့တူနီရှားရဲ့အယ်ဂျီးရီးယားရဲ့အိုင်ဘရီကိုရဲ့မော်ရိုကိုရဲ့ခိတ်ပါတီရဲ့ပြီးတော့ဆောက်သအာဖရိကဒီယာကိုကိုနဲ့တစ်ဖက်ကတော့အီဂျစ်ဒီသစ်တွေကတခါလေးချစ်ဝဲအောင်မယ်ဒါအခုလောလောဆယ်အနေထားရဥရောပဆုံး ဆိုတော့ကျွန်တော်ဥရောပစုံပွဲတွေကိုဇက်တိုက်ကန်တာပေါ့လေအခုလောလောဆယ်အနေထားရမြောက်အမေရိကတိုက်ကလည်းကစားတာတော့ကစားနေတယ်ဟွန်ဒူရက်စ်တို့ကော့စတာရီကာတို့နောက်တစ်ဖက်ကဖနားမားတစ်ချိန်ထဲမှာဂျမေးကာအပါဝင်ပေါ်တာရီကိုတို့အသစ်တွေလည်းသူတို့စုံနေမှာချစ်စပွဲချင်းနေကောင်းတယ်ဥရောပစုံမှာဂျာမနီတို့အုပ်စု Nation League ကစားတဲ့ semi final နဲ့ကန်တဲ့ကောင်တွေရဲ့ quarter cut နဲ့ခုတွေမကန်ကြဘူး ဆိုတော့အခုလောလောဆယ်မှာစပိန်တို့တင်တစ်တို့ပေါ်ချူဂျာတို့ဂျာမနီတို့ဆွစ်ဇာလန်တို့ဒန်မတ်တို့မကန်မဲနဲ့အောက်စုဂျီတို့ဘာလို့ကန်တဲ့အချိန်မှာပိုလန်ကနှစ်ပွဲကစားနှစ်ပွဲနိုင်ပြီး6ပွဲရထားတဲ့ World Cup Qualify မှာဘော့စနီးယားကလည်းနှစ်ပွဲကစားနှစ်ပွဲ6ပွဲရပြီးတော့နော်ဝေးကဟာလန်တို့ကလည်း6ပွဲရတယ်မာတီအိုဒီကာကအဲ့ဒီပွဲမှာ hat trick အစရာခဲ့ပြီးတော့ဒါနော်ဝေးက6ပွဲရထားပြီးတော့မြောက်မက်ဆီဒိုနီးယားနဲ့ဝေးစ်ကသူ့အောက်စုမှာ လေးမစီရတယ်အင်္ဂလန်ကလည်းတိုမတ်စ်ထူခင်နဲ့6မရပြီးတော့ Czech Republic နဲ့ Modi Niko လည်း6မရထားတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်တောင်အမေရိကစုံကတော့အခုချိန်ထိစိတ်ဝင်စားစရာကောင်းတယ်လို့ခြေစွဲအောင်တဲ့အသင်းတွေရှိတယ်အာရှရောဥရောပရောအာဖရိကရောတမုတ်တရားပိုင်းကတော့ခြေစွဲအောင်ထားပြီးဒါကတော့ကမ္ဘာ့ဖလားခြေစွဲပွဲတွေရဲ့နောက်ဆုံးအခြေအနေတွေပါအားလုံးကျေးဇူးတင်ပါတယ်